အားလုံးပဲမင်္ဂလာပါကိုယ့်ရဲ့ဓာတ်ပုံတပုံကိုကျွန်တော်တွေကတာမန်ပုံရိုက်ထားတာတွေကိုကျွန်တော်တွေကအလွယ်တကူအဝစ်စားချိန်တဲ့နီလန်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီနီလန်းကကြတော့ကျွန်တော်တို့အဝစ်စားဝယ်တဲ့အခါမှာကျွန်တော်နဲ့ဒီဖက်ရှင်နဲ့ကျိုးတွေ live ဖတ်တယ်မ live ဖတ်ဘူးဆိုတာပါတခါတည်းကြည့်လို့ရတယ်နီလန်းလေးဖြစ်ပါတယ်အဲ့တော့ဒီပုံလေးတွေကိုလည်းကျိုးတွေကဘာမှ down လဲဆိုလို့ရှိရင်ပင်ကားတန်ထဲမှာကျိုးတွေ down ပါတယ်เนาะအဲ့တော့ ဒီပင်ခါရန်ထဲမှာဝင်ပြီးတော့ကျွန်တော်တို့တွေကဒီယောက်ျားလေး fashion ဆိုလို့ရှင်ဒီလိုမျိုး style လေးတွေပေါ့ဗျာအဲ့တော့ဒီလိုမျိုးဟာလေးတွေကိုကျွန်တော်တို့က down လိုက်ပါ down ပြီးွားပြီဆိုလို့ရှင်ကိုယ့်ရဲ့ image တစ်ခုကိုထည့်ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော် down နဲ့ဆိုရင်လည်းအလွယ်တကူပါပဲကျွန်တော်တို့ဒီမှာအဆက်ကလေး၃ချောင်းနှိပ်လိုက်ပြီးလို့ရှင် download လေးကိုနှိပ်လိုက်ဒါဆိုလို့ရှင်ကျွန်တော်တို့ဒါ down ပြီးွားပြီပေါ့နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှင်နီလန်းလေးကိုစလိုက်ပါမယ်အဲ့တော့ home key လေးနဲ့ကျွန်တော်ကတော့ပြန်ထွက်လိုက်တယ်ထွက်ပြီးွားပြီဆိုလို့ရှင်ကျွန်တော်တို့ဒီမှာ Google Gemini နဲ့ကိုသွားလိုက်ပါမယ် Google Gemini ကိုကျုပ်တို့ဝင်လိုက်မယ်အဲ့တော့ Gemini မရှိသေးဘူးဆိုလို့ချင်းလဲ Gemini မရှိတဲ့လူတွေက Play Store မှာတွားပြီးတော့ down ပါအဲ့တော့ဒီလိုပုံစံမျိုးပေါ့နော်ဒီမှာသူ့ရဲ့မူရင်းပုံဆိုလို့ချင်းဒီလိုမျိုးပုံလေးပေါ့နော်ဒီလိုပုံလေးကိုကျုပ်တို့ကဒီလိုအဝတ်စားချိန်လိုက်တာပေါ့နော်အဲ့တော့ကျွန်တော် ပုံလေးကိုလည်းကျွန်တော်ချိန်ထားတယ်ဒီလိုပုံစံမျိုးလေးဟုတ်ပြီနော်ဒါဆိုလို့ချင်းကျွန်တော်တို့ကဒီ prompt လေးကိုကျွန်တော်ဗီဒီယိုထဲမှာလည်းထည့်ပေးထားပါမယ် coffee ယူလိုက်မယ်ယူပြီးွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ အပောင်းလေးကိုနှိပ်လိုက်မယ်အပောင်းကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ပုံကိုသုံးမှဖြစ်တဲ့အတွက် gradi ထဲကိုဝင်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ evan ထဲမှာကျုပ်ကင်မရာတဲကနေပြီးတော့ကိုယ့်ရဲ့ဓာတ်ပုံကိုသွားပြီးတော့ယူပါမယ်။โอเคကျွန်တော်ဒီပုံလေးကိုသုံးလိုက်မယ်နော်။ပြီးလို့ရှင်အပောင်းလေးကိုနှိပ်လိုက်ပါမယ်။ Sorry ဒန်းကိုနှိပ်လိုက်မယ်။ပြီးလို့ရှင်တော့ကျုပ်တို့ကအပောင်းလေးကိုထပ်နှိပ်မယ်။နှိပ်ပြီးသွားပြီဆိုလို့ရှင်ကျုပ်ဒီတစ်ခါကျတော့ credit မဟုတ်တော့ဘူး။ file ထဲမှာရှိတာပြည့်တဲ့အတွက် file ကိုသွားမယ်။ file ကိုသွားခွာပြီဆိုလို့ရှင်ကျုပ်ဒီအင်ကြီးလေးကိုကျုပ်ယူလိုက်မယ်နော်။ ဒီအင်ကြီးလေးကိုကျွန်တော်ယူလိုက်မယ်ဒီအင်ကြီးလေးကိုယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာပုံလေးရောက်လာပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒီပတ်ဆိုပြီးတော့စာလေးကိုထည့်လိုက်ပါမယ်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာသူ့ကိုစမစ်ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်နော်စမစ်ဆိုတာကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က3စက္ကန့်လောက်၄စက္ကန့်လောက်စောင့်ပေးရမယ်ပေါ့နော်မကြောက်ဘူးနော်ဒီ Google Gemini မှာပေါ့နော် အဲ့တော့အရန်ခစ်စားနေတဲ့ဒီနာနိုဘနာနာကဘယ်လောက်ထိကျုံတွေဘယ်လောက်ထိအစွမ်းထက်လဲဆိုတာကိုကျုံတွေမြင်ရမှာဖြစ်ပါတယ်เนาะအဲ့တော့အဝတ်စားဝယ်တဲ့အခါမှာဆိုလို့ချင်းဒီဖက်ရှင်ကကိုနဲ့လိုက်တယ်မလိုက်ဘူးဆိုတာပါတခါတည်းကျုံတွေကြည့်လို့ရတာဖြစ်တဲ့အတွက်ညကိုတွေအတွက်အရန်ကိုမှအဆင်ပြေတဲ့နီလန်လေးဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တို့တွေကဒီဓာတ်ပုံကိုပဲနောက်ခံ background ချိန်းတာတွေပေါ့နော်ထပ်ပြီးတော့သွားပါမယ် โอเคเนาะဒါဆိုလို့ရှင်တော့ကျွန်တော်တို့ပုံလေးကတော့ရသွားပြီဖြစ်ပါတယ်เนาะပုံလေးကတော့အခုလိုမျိုးလေးထွက်လာပြီဖြစ်ပါတယ်เนาะအဲ့တော့ကိုနဲ့ဒီဝက်စာနဲ့လိုက်ဖတ်တယ်မလိုက်ဖတ်ဘူးပေါ့เนาะဒီမှာဆိုလို့ရှင်ကျွန်တော်နိုင်လေးထပ်ပြီးတော့ပါလာတယ်နောက်တစ်ခုကဘောင်းမီပေါ့เนาะပြီးလို့ရှင်ရှူးဆိုလို့ရှင်အဖြူလေးအင်းကြီးဆိုလို့ရှင်ကျွန်တော်တို့အနီရင်လေးပေါ့เนาะပြီးလို့ရှင်ဒီမှာမျက်မှန်လေးပါထပ်ပြီးတော့ကျွန်တော်တို့ပါလာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်နောက်ခံ background လုံးဝမချိန်းသွားဘူးပေါ့เนาะအဲ့တော့ဟုတ်ပြီဒီ background ကိုကျွန်တော်ကချိန်းနေတယ်ပေါ့เนาะ ါလင်ကွင်းထဲမှာရိုက်ထားတဲ့ပုံဖြစ်တယ်ကျွန်တော်တို့ကပကံမှာရိုက်ထားတဲ့ပုံစံမျိုးဆက်ဖီဆွဲနေတဲ့ပုံစံမျိုးကိုကျွန်တော်ပြောင်းမယ်ပေါ့နော်အဲ့လိုမျိုးပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က prompt ကိုသွားပြီးတော့ယူပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ prompt လေးကိုသွားပြီးတော့ယူပါမယ်โอเคเนาะဒါဆိုလို့ရှင်ကျွန်တော်တို့က print လေးကို coffee ယူပြီးွားပြီဆိုလို့ရှင်ကျွန်တော်တို့ခုနက gemini ကို ပြန်သွားပါမယ်เนาะ gemini ကိုသွားပြီးွားပြီဆိုရင်ကျွန်တော်တို့ကဒီပုံကို ဒီပုံကိုကျွန်တော်တို့တွေက background change မယ်ပေါ့နော် background change မယ်ဆိုလို့ချင်းဒီပုံလေးကိုကျွန်တော်တို့အရင်ဆုံးသူ့ကိုစေလိုက်မယ်နော်ဒီပုံလေးကိုကျွန်တော်အရင်ဆုံးစေလိုက်မယ်စေပြီးွားပြီဆိုလို့ချင်းကျွန်တော်အပောင်းလေးကိုနှိပ်မယ်နှိပ်ပြီးွားပြီဆိုလို့ချင်း credit ထဲကိုသွားလိုက်မယ်သွားပြီးွားပြီဆိုလို့ချင်းဒီပုံလေးကိုရွေးလိုက်မယ်ရွေးပြီးွားပြီဆိုလို့ချင်းကျွန်တော်တို့က dance ဆိုတာလေးကိုနှိပ်လိုက်ပါမယ် dance ဆိုတာကိုနှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာနောက်ထပ်အပောင်းလေးကိုနှိပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒီ file လေးကိုနှိပ်လိုက်မယ်နော် file လေးကိုနှိပ်ပြပါပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ online မှာရှိနေတဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီမှာခင်ဝင်းဝါနဲ့ပေါ့နော်ခင်ဝင်းဝါနဲ့တွဲလိုက်ပါမယ်အဲ့တော့ဓာတ်ပုံလေးရောက်လာပြီဆိုတော့မှကျွန်တော်စာလေးကိုထည့်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဓာတ်ပုံလေးရောက်လာပြီရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ကစာလေးကိုပတ်ဆိုပြီးထည့်လိုက်ပါထည့်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော် submit စာလေးနှိပ်လိုက်တော့ submit စာလေးနှိပ်လိုက်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ ပုံနှစ်ပုံကဘကန်နောက်ခံ background နဲ့ကျုပ်သူတို့နှစ်ယောက် selfie ဆွဲနေတဲ့ပုံလေးကိုကျုပ်မြင်တွေ့ရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့30စက္ကန့်40စက္ကန့်လောက်စောင့်ပေးရမှာဖြစ်ပါတယ်နော်โอเคနော်ဒါဆိုလို့ရှင်ဒါဆိုလို့ရှင်ကျွန်တော်တို့ဒီမှာအခုဆိုလို့ရှင် image လေးကျွန်တော်တို့ရသွားပြီဖြစ်ပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့ကပုံတူမဟုတ်တဲ့အတွက်ကြောင့်မလို့ ပုံတူမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီခင်ဝင်းဝါရဲ့ဓာတ်ပုံကကြတော့ခင်ဝင်းဝါမဟုတ်နေဘူးပေါ့နော်ခင်ဝင်းဝါမဟုတ်နေဘူးအခြားတစ်ယောက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီထည့်ပေးရမယ်စာရဲမှာကျွန်တော်ကပုံတူထည့်ထားတာမဟုတ်ဘူးနောက်တစ်ခုကအဲပိုတိုဒီဘယ်လိုပြောမလဲအဲ ပိုတိုကိုစစ်စံစီထည့်ထားတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးစကားစုတွေဒီ keyword တွေကိုကျုပ်တွေထည့်ထားတာမဟုတ်တဲ့တော့ကြောင့်မလို့အဲကို့ပုံတော့ဟုတ်တယ်ပေါ့နော်အဲတယောက်ကတော့ကို့ပုံဟုတ်တယ်ဒါပေမဲ့လို့ဒီတယောက်ကကျတော့ကျတို့ main ကလေးဘက်ကျတော့မတူနေဘူးပေါ့နော်အခြားတယောက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးတွေတော့ကျုပ်ရှိတယ်ဒါပေမဲ့ကျတို့ကခုနကပြောလို့ပေါ့နော်ကိုက ဒီ keyword တွေကိုထပ်ပြီးတော့ထည့်သွင်းမှသာလင်ပုံတူရမယ်ပေါ့နော်အခုကပုံတူမဟုတ်ကျွန်တော်တို့ကဒီပုံနှစ်ပုံပေါင်းဆက်ပြီးတော့ background ချိန်နဲ့နီလန်ဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှင်တော့အားလုံးပဲကျွန်တော်တို့နားလည်ကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာလေးတွေကိုသိကျင်လဲဆိုတာ comment အောက်မှာရေးပေးခဲ့ပါဦးညာ